ဆယ်တာဗီကိုရှုံးနေတဲ့အတွက်ဒေါသထွက်ကြောင်းနဲ့မန်စီးတီးနဲ့ပွဲမှာမတူခြားနာတဲ့ပုံစံကိုပြသသွားမယ်လို့အလွန်ဆိုပြောကြားဘလွန်ဆာကများအတွက်ကျွန်မတို့ရဲ့ဝမ်းမြောက်ချက်တွေကပြန်လည်ပြသလာပါမယ်ရီယယ်မက်ဒရစ်တင်ရဲ့နီးပြရှာဗီလွန်ဆိုကအင်ကွဲမှာဆက်တာဗီကိုရှုံးနေတဲ့အတွက်ဒေါသထွက်ကြောင်းနဲ့မန်စီးတီးနဲ့ပွဲမှာမတူခြားနာတဲ့ပုံစံကိုပြသသွားမယ်လို့ပြောကြားခဲ့ပါတယ်။ရီယယ်တင်ကမနေ့ကရှင်ပြန်ကစားခဲ့တဲ့ပွဲမှာဆက်တာဗီကို0-2ဂိုးနဲ့ရှုံးနိုင်ခဲ့တဲ့ပြင်ဂါစီယာနဲ့ကာရီယပ်စ်တို့လည်းထုတ်ပယ်ခံခဲ့ရပါတယ်။ ်။ဒါကြောင့်မလို့အလွန်ဆိုကကျွန်တော်တို့ဒေါသထွက်ရပါတယ်။ဒါဟာကျွန်တော်တို့ဖြစ်စေခြင်းနဲ့ပွဲဖြစ်စေခြင်းနဲ့ရှာလာမဟုတ်ပါဘူး။မီလီတို့တန်ရရခဲ့တယ်ဆိုတာလည်းကျွန်တော်တို့နာကျင်စေပါတယ်။ဒါကပြန်ကောင်းမှုလည်းခက်ခဲမှာပါ။ဒီခြေနေကိုတက်နိုင်သမျှမြ мян ဆန်ဆန်တုံ့ပြန်နိုင်အောင်စူးစမ်းမှာပါ။လိမာပွဲတွေအများကြီးကျက်မာသေးတယ်။ပြီးတော့ CityNet ရင်ဆိုင်ရမယ့်ချန်ပီယံလိပွဲမှာမတူခြားနားတဲ့ပုံစံကိုပြသသွားမှာပါလို့ပြောကြားခဲ့ပါတယ်။ Real Thing ကဒီအာဒီလာလိကမှာဒုတိယမြောက်ရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပြီးစစောက်ပွဲရှင်မြိုင်ပြီးမှထိဆုံး းကဘာစီလိုနာနဲ့၄မှတ်ကွာဟသွားပါတယ်။ချန်ပီယံလိမှာတော့ရီယယ်တန်က၅ပွဲကစားရမှာ၄ပွဲနိုင်တဝဲရှုံးထားတာကြောင့်အစင်ကနီယာမှာရပ်တည်နေပြီးအခုတပတ်မန်စီတီပွဲစဉ်ခုနဲ့ရှင်းမှာမိုနာကိုဘေဖီကာရုနဲ့ရှင်ဆိုင်သွားမှာဖြစ်ပါတယ်။